ညပတ်တဲ့ကစားပုံကြောင့်ကစားမဘွား35အချိန်မြောက်ပွဲပဲခံရတဲ့ဆိုရန်အင်တာမိုင်အမီတိုင်းစင်ဘလူးဝင်းဆိုရန်ဟာပြီးခဲ့တဲ့ပွဲအစဉ်တစ်ခုပါပြိုင်ပွဲကစားသမားကိုကန်ချောင်းခဲ့မှုကြောင့်ဒီတစ်ပတ်မေဂျာလိပလေးအော့အဆုံးဖြတ်ပွဲအစဉ်ကိုပွဲပဲခံရမှာဖြစ်ပါရင်ဥရုဂွေလိမ်ဝင်းစင်ဟာဒီအာဒီပြိုင်ပွဲဆုံးမှာ16ကိုသွင်းယူပေးထားတဲ့ဟာဗီယာမာချီယာနိုရဲ့အသင်းအတွက်အဓိကကစားမဖြစ်ပေမဲ့စင်နေ့မှာချင်းပါမယ့်နိုင်မာတက်မဲ့ NES Space နဲ့ပွဲကိုလည်းချက်မှာပါပြီးခဲ့တဲ့ပွဲအစဉ်မှာ Inter Miami က2-0နဲ့ရှုံးနေချင်းဆွာရက်ကဒုတိယပိုင်းနောက်ပိုင်းမှာအနောက်တိုင်းစီပြင်းစဉ်နောက်ကန်လို့ အတင်းနာဟာကဟိုအကြောင်းမဲ့ကန်ကြောက်ခဲ့တာကိုတွေ့ရပါတယ်ပြည်တော်ပေးခဲ့ပေမဲ့ VR ပြန်ချီပြီးတဲ့နောက်အနီးကထုတ်ပယ်ခြင်းမရှိဘဲနဲ့ပွဲကိုဆက်လက်ကစားခဲ့ပါတယ်အဒီပွဲမှာလင်းနေမဲ့ဆင်းရဲသွင်းကိုကြောင်းနှစ်ခုလုံးနဲ့ပြီးဆုံးခဲ့ပြီးအခုတော့အသင်းတွေကနောက်ဆက်ကို Blue Tablet ဆိုတာအသိဖို့အတွက်၃ပွဲအတွဲ CD ရဲ့ တတိယမြောက်ပွဲကိုရှင်ပြန်ရမှာပါဒါပေမဲ့ဆော်ရန်ရဲ့ပြုမှုကြောင့်အရေးကြီးတဲ့ဒီပွဲအဆင့်ကိုလည်းချွန်ရမှာဖြစ်ပြီးဒါသူ့ရဲ့ကစားမဘွားမှာ35ကြိမ်မြောက်ပဲခင်ရမှုဖြစ်လာမှာပါဗင်အားရဲ့ဝင်ရောက်ဆိုးဖက်မှုမရှိခဲ့ပေမဲ့မေဂျာလိစီကန်ထင်းတဲ့ကော်မတီဟာကွလဲ့တိုင်းလူကြီးကဖိရက်ကိုမြင်တွေ့ပြီးကမ္ဘာပြားခဲ့တဲ့အခြေအနေမျိုးတွေအပါအဝင် ပွဲပြီးနောက်မှာဒံဝင်နဲ့ပြစ်ပယ်မှုတွေကိုချမှတ်နိုင်ပါတယ်လေဘောင်းနဲ့ဘာစီလိုနာတိုက်စင်ပွားဆော်ရန်ရဲ့တမိုင်းနဲ့ရှောင်းအကြမ်းဖက်မှုဆင်းတဲ့ကပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူးသူဟာသူ့ရဲ့ကစားမဘွားမှာပြန်မက်တွေကိုကိုက်ခဲ့တဲ့အတွက်အုံးချိန်ပွဲပယ်ခင်ရမှုပါတယ်အသက်38နှစ်အရွယ်ကစားသမားဟာဒီလိုပဲပတ်မှာသူ့ရဲ့ထင်ရှားတဲ့ကစားမဘွား ရဲ့35ကျင်းမြောက်ပြစ်ပယ်မှုကိုခံယူရမှာပါ။ဆိုရန်ဟာဒီအားဖြင့်အစောပိုင်းကာလမှာဆီယတန်ဆောင်းတာအသင်းဝင်တဲ့သူကိုတရွေးနဲ့ထွေးခဲ့မှုကြောင့်မေဂျာလိ၃ပွဲပယ်ခံရပြီးအမတ်ဆန်လေးကန်အတွက်6ပွဲပြစ်ပယ်မှုကိုလည်းထပ်မံကြုံတွေ့ခဲ့ရပါတယ်။လူတီများဆုံးဖြစ်ခဲ့ကတော့2017ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ကျယ်ဝင်ပက်ထရစ်အီဘရာကိုလူမျိုးရင်းရဆော်ကောင်းမှုကြောင့်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ6ပွဲပွဲပြည်တန်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်သူဟာ2020ကမ္ဘာလောကမှာအီတလီနောက်ခံလို့ဂျော်ဂျီယိုချီလီနီကိုကိုက်ခဲ့တဲ့အတွက်ပယ်ခံခဲ့ရသလိုလီဗာပူးမှာကစားခဲ့စဉ်ကလည်းချဲစီကျယ်ဝင်အိုင်ဗန်နိုဗစ်ကိုကိုက်ခဲ့ပူပါသေးတယ်။